ဒါနံပါတ်1 NLD ပါတီရဲ့မှတ်ပုံလည်းမတင်ဘူးဟုတ်တယ်ဒါပေမဲ့ NLD ပါတီဝင်ဆိုရင်တနက်ကြိုင်ရမယ်ငါတို့နဲ့ချိတ်ဆက်ရမယ်ဓာတ်ဆွဲထုတ်ရမယ်လဲအိရှိကိုငါတို့ပြောထားတဲ့လူငါတို့မကြည်နဲ့တဲ့လူဖျက်လျှောက်လိုက်ရင် NLD ပါတီဝင်ဆိုရင်ဖွက်ခုတ်ပေးရမယ်ဒါလို့ဖြစ်နေတယ်ဗျ ိုတော့ဆရာဟုတ်ပြီဒါဆိုရင်တရုတ်ကတော့သူတို့ရဲ့ဒီအရင်ရှိထားပြီးသား contract တွေသူတို့ company တွေလှုပ်ဆောင်မှုအတွက်နှောက်နှေးပြီးဖြစ်နေရတဲ့ဟာတွေကိုသူတို့ပြန်ဆက်ချင်တဲ့အတွက်အခုလို့ဒါပေမဲ့အဲဒီနေရာမှာလည်းအရင်လိုမျိုးဝင်လာတဲ့ပုံစံမဟုတ်ပဲねအကဘဟိုကြည့်လို့ကောင်းအောင်ဒီမှာ partner စာလှည့်ပြီးတော့ပါလာတယ်အခုထိုင်းရနေပြီးတော့လာတွေ့တယ်ပေါ့ဒါဆိုရင်အဲ့ဒီနေရာမှာဆရာကအခုဒီကြားဖြတ်အစိုးရပုံစံ ဂျာဖြတ်အစိုးရတခုတိဆောက်ရင်တင်တယ်အဲ့လိုမျိုးသုံးသက်တဲ့အခါမှာကျွန်တော်တို့ဒီ NUG ရဲ့အနေထားရောဆရာဒါအဲ့ဒီဂျာဖြတ်အစိုးရသဘောတရားတက်ရောက်ပြီးသားလားသို့မဟုတ်ရင်လည်းဘယ်လိုပုံစံနဲ့ဒီတွင်းတွင်းမှာဆွေးနွေးကြရမရှိဆိုပြီးတော့ကျွန်တော်တို့ကဆောင်ပုတ်နဲ့ဒီစစ်တပ်ကိုအပြက်ဖြတ်မယ်ဆိုတဲ့ဘဝနဲ့ပေါ့လေအခုခြေတက်နေတဲ့ဟာကောအခုအဲ့ဒီလိုမျိုးဒေါ်စုနဲ့တွေ့ပြီးတော့ dialogue ကိုဒေါ်စုကအလေးပေးတယ်ဖြစ်စီခြင်းလည်းလို့ပြောလာတဲ့အခါမှာ ဘလို့အကျိုးသက်ရောက်မှုတွေရှိပြီးဒီ NA ဒီ NUG ဘက်ကဟောဘလို့ပုံစံမျိုးနဲ့အာလုပ်နေတယ်သို့မဟုတ်လည်းဆရာအနေနဲ့ဘလို့မျိုးလုပ်သင့်တယ်လို့အမြင်မျိုးတွေရှိပါတယ်ခင်ဗျာကျွန်တော် NUG ကိုကျွန်တော်တို့ကဝေဖန်စရာခြိလောက်အောင်ကိုအရေးချင်းတော်တော်နေပါတယ်တော့ကျွန်တော် NUG ရဲ့ feature ကိုကျွန်တော်ပြောချင်တယ် feature သူ့ရဲ့ပုံရိပ်တံတန်းက ီနိုင်ငံတကာအုပ်စုကမြန်မာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခွင့်အရေးအကွက်ဘယ်ကိုရောက်နေလဲဆိုတော့အနောက်နိုင်ငံတွေဖြစ်ချင်တဲ့ဒီမိုကရေစီနဲ့အာရှတရုတ်အပါအဝင်အဲ့လိုအင်အားကြီးပေါ့ရုရှားတို့အဲဖြစ်ချင်တဲ့ဒီမိုကရေစီနဲ့အဲ့လမ်းကြောင်းနှစ်ခုကြားတယ်ကိုဗမာရောက်ဗမာမှာဘာစီမှဗမာမှာ crazy ပဲရှိတယ်ဒီမိုကရေစီမရှိ crazy ဖြစ်နေကြတာပဲရှိเนาะဆိုတော့ အနောက်နိုင်ငံကဖြစ်ချင်တဲ့ဒီမိုကရေစီသူတို့အသေးချာဒေါ်အောင်ဆန်းစုကြည်ကိုအထောက်ပံ့ပေးတယ်သူတို့အကူအညီအများကြီးပေးတယ်သူတို့လိုချင်တဲ့ပုံစံဖြစ်မလားဟုတ်ပါဘူးရှင်းရှင်းပြောရင်ဗျာအဲ့ဒီအချိန်ကပြောတဲ့စကားလုံးနဲ့ကျွန်တော်မယူသိစကားပြောချင်တာတော့ဘောမာကြီးပေါ့ဟုတ်ကဲ့အဲဒါကြောင့်ဘောမာဘာတူလဲဆိုတာအနောက်နိုင်ငံအစပြောတာသူရင်မလားဟုတ်ပါဘူး international ပါပတ်မလား ရိုးရိုးမတာမဟုတ်ဆိုတော့အပြောချင်တာကသူ့ကိုမလိုချင်တော့လူလဲကစားခြင်းနေအနောက်နိုင်ငံကလူသစ်မွေးထုတ်နေတဲ့အတွက်လူသစ်မွေးထုတ်တဲ့ပုံစံမျိုးနဲ့ NUG ကိုအကူအညီပေးနေတယ်လို့ကျွန်တော်နားလဲစိတ်ဝင်စားဖို့ကောင်းပါတယ်ဆရာ။ Yeah အဲသူ့ရဲ့ feature ကိုကျွန်တော်ပြောသွားပြီပုံရိပ်ကိုသူ့ကိုမလိုချင်တော့ဘူးအနောက်နိုင်ငံ ဘယ်တန်တမန်မှလည်းသူ့မတောင်းဆိုဘူးဘူးလိလာကြည့်အရင်တော့ကအဲ့လိုမဟုတ်ပါဘူးဟုတ်ဟုတ်အရင်တော့အောင်ဆန်းစုကြည်အဖမ်းခံရတဲ့အချိန်တုန်းကနိုင်ငံတကာတန်တမန်အတိုင်းဝိုင်းမှာအဲ့ဒီလိုမဟုတ်ဘူးအခုကမဟုတ်ရရင်အကြောင်းရင်းอ่ะတို့မလိုချင်တော့ဘူးတို့ဒီရှင်းရှင်းပြောရင်ဗျာကျွန်တော်တို့ဥရောပမှာကျင်းပနေတဲ့ဘောလုံးပွဲတွေနဲ့နှိုင်းရှင်မယ်ဆိုဒီချီကိုမကြိုက်ဘူးလူလဲတော့မယ်ပေါ့ ဒါပေမဲ့ဒီလူကလက်ရှိကိုကွင်းထဲမှာရှိနေဟုတ်တယ်ဟာ။ Yeah. သူက NUG ကို तू ကလဲလိုက်ပြီ။ကွင်းထဲကိုထိုးထည့်ဖို့အတွက် authorize မဖြစ်ဘူး။တရားမဝင်နိုင်သေးဘူး။ဘာလို့အကုန်လုံးထွက်ပြေးသွားမှာမလို့။ Okay. ဟုတ်နော်။သို့တို့ဂျင်နာကတရားဥပမာမြန်မာနိုင်ငံရဲ့ဇက်မိတ်အောက်မှာမရှိဘူး။တို့တော့ ဲ့မရှိတဲ့ဥစ္စာကြီးကိုအရှိတူလုပ်ဖို့အတွက်အာဆီယံကိုဦးတိုက်တွန်းနေတယ်အဲတရုတ်ကိုလည်းသူပြောတယ်အဲတခြားဟိုတင်းနေ UN နေမှာလည်းပြောနေတယ်အမှန်မှာတော့လူလဲကစားနေတယ်ဟုတ်ပါဘူးအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ဟာ capacity expectation ကိုခေါ်တာပေါ့ဒီစွမ်းဆောင်နိုင်မှုစွမ်းရည်ကုံသွားပြီလို့သူတို့ကအဲ့လိုတတ်မှတ်ထားတယ်ဒါပေမဲ့ပြည်တနာကဒေါ်အောင်ဆန်းစုကြည်ကလက်ရှိကွင်းထဲမှာရောက်နေ လက်ရှိလဲကွင်းထဲမှာသူဘောလုံးရသည်ဖြစ်စေမရသည်ဖြစ်စေကွင်းထဲမှာတရားဝင်ရှိနေတာသူဖြစ်တယ်ဟုတ်ကဲ့ဒါကျွန်တော်မြင်တဲ့အပိုင်းတစ်ပိုင်းနောက်တစ်ပိုင်းအန်ယူဂျီကအန်အဒီအစိုးရလုံးဝပြတ်သွားပြီလားဒါဒါဒါကျွန်တော်အခုနေတော့ကျွန်တော်နည်းနည်းစိုးရိမ်တာကိုပြောတာနော်ဟုတ်ပါရဲ့ဆရာတုံ့တက်ပြဖို့လေလိုအပ်နေတဲ့အချိန်ရောက်နေပြီကျွန်တော်ဖန်ထားတဲ့ဝန်ကြီးချုပ်တွေအကုန်လွှတ်လိုက်ပြီးတော့ခုနတရုတ် ြောတဲ့အကွက်မျိုးပေါ့ဗျာကြားပြက်ယာယီအစိုးရတရက်ကိုဟုတ်ကဲ့ NLD ကအစိုးရဝန်ကြီးတွေတချို့ခေါ်ပြီးတော့လက်ရှိကိုဥပန်တီယူအာဥတီခွန်မြတ်တို့ကနိုင်ငံတော်လစာဆက်စားပြီးနေနေကြတာဗျကျွန်တော်သိတဲ့အတိုင်းဒီကျွန်တော်ပြောတာဟုတ်ကဲ့ပါဟုတ်ဟိုပေးချင်တဲ့ message ကအဲ့လိုခေါ်ပြီးတော့တာဖွဲ့လိုက်လို့ကတော့အခု တို့ပြောနေတဲ့နိုင်ငံရေးပုံစံကလုံးဝကြောင်းပြန်တန်းတောင်းဖြစ်သွားလိမ့်အခု NUG ရဲ့ဝေဖန်စရာမရှိတော့အောင်ဆိုးတဲ့အခြေအနေကပြည်တွင်းမှာနော်ရင်ကျေးတိမ်မွေစွာကျူတောက်တစ်ခုအနေနဲ့ဘက်တစ်ခုအနေနဲ့ရက်ပြီးတော့လုံနိုင်မဲ့နိုင်ငံရေးပလက်ဖောင်းကိုပါသူကဖျက်ဆီးပစ်ထားတယ်ကျွန်တော်တို့88တုံးကကျွန်တော်တို့တောက်ခုတယ်ကျွန်တော်တို့တော်လှန်ရေးလုပ်တယ် အဲတော်တဲ့ကိုလူပောင်တက်လဲလာတယ် ABSDL လဲလာတယ် NADLA ဆိုပြီးတော့ရှိတယ်ဒါပေမဲ့ပြည်တွင်းက NAD ကိုပြည်ထနာရှာတာတို့ပြီးတော့အဲ့ဒီပြည်တွင်းက NAD ကိုဟိုဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့အချိတ်ဆက်လောက်တာတို့မလောက်ပဲနဲ့ဒီဘက်ကနေဘယ်လိုပဲအထောက်ပံ့ပေးရမလဲဆိုပြီးတော့အဲ့လိုခက်ကင်းကင်းရှင်းရှင်းနဲ့တစ်ဖက်ကနိုင်ငံရေးပလက်ဖောင်းမပြောက်အောင်ဟုတ်ပြီ ျွန်တော်တို့လုပ်ခဲ့ကြတယ်အခုကနိုင်ငံရေးလုံးရင်တစ္ဆပေါက်ဖြစ်နေနိုင်ငံရေးလုံးတဲ့လူကိုနှစ်ဖက်စလုံးကမုန်းတယ်ဟုတ်ပါရှာဆကလည်းမုန်းတယ်အန်ယူဂျီလည်းမုန်းတယ်ဆိုတော့အန်ယူဂျီကတော့လူလဲကစားထားတဲ့အတော့ရှင်းရှင်းပြောရင်အဲ့ဒီလူလဲကစားအောင်လုပ်ပေးတဲ့အနောက်နိုင်ငံကမော်ရှယာကြီးများကတော့ဟိုကျွန်တော်တို့ ိတ်တနိုးဘီရင်မှချိန်စာလိုပဲငါလာမကြီးငါလာမတီးဆိုတဲ့ပေပင်ကိုချိန်စာတိုက်ခဲ့တယ်လို့မျိုးမြန်မာပြည်ကိုအန်ယူဂျီချိန်စာတိုက်နေတာလားလို့ငါတို့မလာရင်နိုင်ငံရေးမလုံနဲ့ငါတို့လာမှနိုင်ငံရေးလှုပ်ဆိုတဲ့ပုံစံမျိုးသူပိတ်တနိုးပြင်မလို့တွေ့သမျှလူအမုန်းတရားနဲ့ဒလန်နေဆွဆွဲလိုက်တစ္ဆာဘောက်ပြောလိုက်ချိန်စာတိုက်လိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေသလားလို့ပြည်တွင်းနိုင်ငံရေးပလက်ဖောင်းပျောက်နေတဲ့ သူ့ NUG အစိုးရရဲ့မူဝါဒကြီးကိုတော့ကျွန်တော်ဒီလိုပဲဝေဖန်နိုင်ဒါကြောင့်ဟုတ်ကဲ့ကျွန်တော်ပြောနိုင်တာကတော့ပြည်တွင်းနိုင်ငံရေးပလက်ဖောင်းလက်ဆက်ကနဲ့ပူးပေါင်းတည်ဖြစ်စေမပူးပေါင်းတည်ဖြစ်စေနိုင်ငံရေးပလက်ဖောင်းကိုရှိအောင်ကိုလှုပ်ထားမှကျွန်တော်တို့အယက်သားကိုစားအယက်သူအယက်သားတွေရဲ့ကိုစား ကျွန်တော်တို့ရှုကြောက်တစ်ခုကနေအတန်တစ်ခုတရားဝင်ထွက်နိုင်မဲ့အခွင့်အလမ်းရှိနေလိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဒါကြောင့်ရခိုင်မှာရှိနေတဲ့နိုင်ငံရေးပါတီတွေရှိဟုတ်ပါဆီ။ကျမ်းမှာနိုင်ငံရေးပါတီတွေရှိကချင်းကနိုင်ငံရေးပါတီတွေကတော့ပြတ်တလောက်ဖြစ်သွားပြီ။ကရင်မှာတော့ကုန်သွားပြီ။မော်မှာရှိသေးတယ်။ကျွန်တော်အခုလေ့လာပြီးတော့ကရားမှာတော့ပြတ်သွားပြီ။ဆိုတော့ကျွန်တော်ပြောချင်တာကတော့ ကိုဒေတာကိုပြည်နဲ့အတွက်စစ်တပ်သူ့ဘာသာသူဘလောက်ပဲအုပ်ချုပ်အုပ်ချုပ်ဘလို့ပဲအာဏာယူယူနိုင်ငံရေးပလက်ဖောင်းတော့အပြောက်ခံပြီးတော့ကိုလုပ်လို့မရဘူးဗျဟုတ်ကဲ့တရားဝင်တစ်ချိန်ကြရင်စစ်တပ်ကိုအေးအေးယူမှာပဲဖြစ်ဖြစ်ဘောမမှာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဗျာတရားဝင်အတန်ထွက်နိုင်မဲ့နေရာဟာနော်အသိပညာညံအမျှော်အမြင်နဲ့ငြင်းချမ်းစွာ တိမ်မွေးစွာဆောင်ရွက်ရတယ်နိုင်ငံရေးပလက်ဖောင်းတော့ပျောက်လို့မရပါဘူးလို့ပဲကျွန်တော်ပြောချင်တယ်အန်ယူဂျီကအဲ့ဒီပလက်ဖောင်းကိုပါသူကထိုးချေဖျက်ပလိုက်ပြီဗျာဟုတ်ကဲ့ဆရာဆရာပြောချင်တဲ့သဘောကဒီအန်ဂရီပါတီအနေနဲ့မြန်မာပြည်ထဲမှာလှုပ်ရှားလို့မရတဲ့အနေအထားမျိုးတွားဖြစ်နေတာလားဆရာလှုပ်ရှားရဲ့လှုပ်ရှားတဲ့လူဒလန်လို့ပြောတယ်ဒါနံပါတ်1 NLD ပါတီအမှတ်ပုံလည်းမတင်ဘူးဟုတ်ကဲ့ဒါပေမဲ့ NLD ပါတီဝင်ဆိုရင်တနက်ကြိုင်ရမယ်ငါတို့ ਨੇ ချိန်ဆက်ရမယ်ဓာဆွဲထုတ်ရမယ်လဲအရှိဟိုငါတို့ပြောထားတဲ့လူငါတို့မကြည်နဲ့တဲ့လူဖျက်လျှောက်လိုက် NLD ပါတီဝင်ဆိုရင်ဖွက်ခုတ်ပေးရမယ်ဒါလို့ဖြစ်နေတယ်ဗျာဆိုတော့ကျွန်တော်တို့88ကအဲ့လိုမျိုးမဟုတ်ဘူးနိုင်ငံရေးအသိအမြင်တွေလူတွေရောအခုကပြဿနာကျွန်တော်ပြောသလိုပါဗျာ Facebook ပေါ်မှာ ဟောဖေးဆုံးမောင်ဆုံးနဲ့အဲနှစ်ကြောင်းသုံးကြောင်းရေးလိုက်ပြီးလူတိထင်ရှားဖြစ်သွားတဲ့အဲ့ဒီစကလုံးလေးတွေဖတ်ပြီးအဲ့ဒါကိုနိုင်ငံရေးလို့ထင်နေတာကျွန်တော်တို့ကဒီပန်းဆူပန်းဆူတန်းကငွေစင်းရုံးအောက်ကြီးမှာတနေကုန်တိုးရှားဖွေပြီးစာအုပ်ပေါင်းစုဝယ်ပြီးတော့မိုးအေးအေးနဲ့အိမ်မှာတော့ကိုယ့်ဘာသာကိုဒေါက်လေးတစ်ထောက်မှာစာလာပေါင်းများစွာနှစ်ပေါင်းများစွာဖတ်ပြီးတော့မှဖြစ်ပေါ်လာတဲ့နိုင်ငံရေးအတွေးခေါ်နဲ့မတူဘူးဗျာ